ထားကြောင်းနေပြန်လာရတဲ့အတွက်နေရာဆောက်ရတယ်ပြီးတော့လည်းကျမတို့ကလည်းလမ်းကြီးပေါ့အခက်ခဲရှိတာပေါ့နော်အခက်ခဲမရှိအောင်တော့ကိုရွယ်နဲ့ကိုကြောင်ကိုဆရာမအဲ့လိုချက်ပေးနေတော့အဆင်ပြေတာပေါ့နော်ပြင်းရင်စပြင်းချင်းခြင်းမှုနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်ဆရာမအခက်ခဲလေးတော့နည်းနည်းရှိတယ်။ဘာကြောင့်ရှိလဲဆိုတော့ကျွန်တော်တို့ကရင်စပြင်းမှာ ျွန်တော်တို့ရွာဆရာမမမဟုတ်ရင်ဒီဘေးဆရာမနဲ့ဆိုရင်နည်းနည်းလေးကွာဟမှုလေးရှိတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တာသမီးတွေကျွန်တော်တို့ထွေးပိုက်မှဖြစ်မှာအဲ့ဒါကြောင့်မလို့ကရင်စားပြီမှလည်းကျွန်တော်တို့ဆေရွာဆရာမသာလျင်ကျွန်တော်တို့ရွာသားရဲ့ကြောင်းသားနဲ့လားတဟဇာတာတက်မှာဒီဘေးကျော်ဆရာမနဲ့ကြတော့သူတို့စာတင်တဲ့အချိန်မှာခေါ်ရင်လေဒီကကြောင်းသားလေးကအလီမထားတာရှိတယ် ကိုရွာနဲ့ကူးဆက်ကြတော့မဖြစ်မနေပြန်လာခွင်သွားတယ်အဲ့ဒါလေးတွေအခက်အခဲရှိတယ်အဲ့ဒါကြောင့်လို့ကျွန်တော်တို့ရွာဆရာမကိုကျွန်တော်တို့ရွာမှာပဲပြန်ခန့်ပြီးတော့ကရင်စပြင်တင်စေခြင်းတို့ကရင်စပြင်တင်ကြမှုမှာဆရာမလုံလောက်မှုတော့ရှိပါတယ်သို့တော်လည်းကျော်တို့တင်ကြတဲ့ဆရာမတွေကအခြားကျောင်းကဆရာမတွေဖြစ်နေတဲ့အတွက်ကျော်တို့ယူအားကိုညနေအချိန်ပေါ့နော်နောက်ဆုံးအချိန်ကျောင်းလွတ်တဲ့အချိန်မှာ တင်ရတဲ့အတွက်သူတို့ပြန်လာတဲ့အချိန်နဲ့ကျောင်းသားတွေရဲ့ခုနစောင့်နေရတဲ့အချိန်ပေါ့နော်တချို့ကျောင်းသားတွေကလည်းဟိုပြန်သွားတော့ဘာလို့ဆရာမမစောင့်နိုင်လို့ပေါ့နော်အဲ့လိုခက်ခဲလေးတွေရှိတယ်ရှင်းနိုင်ရင်တော့ကျွန်တော်ကတော့ဒီဆရာဆရာမတွေကိုကျော်လို့ယူအားဆရာဆရာမတွေအဲ့လိုချင်းချင်းတော့ကိုကျောင်းနဲ့ကိုကျောင်းကိုဆရာမဆိုရင်ဒီကျောင်းသူကျောင်းသားတွေနဲ့စာရင်းချိန်ကဟိုတည်အောင်မှုကိုရှိတယ်ပေါ့ဟုတ်ကဲ့အဲ့ ကလေးတွေစတင်ကြားတဲ့နေရာမှာဘယ်လိုအခက်အခဲမျိုးဖြစ်လဲဆိုတော့ကျွန်တော်တို့ရှိမှခုနပြောလို့ပေါ့နော်ကရင်စာပြညာပတ်တဲ့အချိန်ယူပြီးတော့သူကတင်ကြားမဲ့နေရာအချိန်ကအားနည်းချက်ရှိတယ်။ဘာကြောင့်အားနည်းချက်ရှိလဲဆိုတော့ကျွန်တော်တို့အစိုးရဝန်ထမ်းတွေဖြစ်တဲ့ကရင်ဆရာမတွေဖြစ်တဲ့အတွက်ကျွန်တော်တို့အခုပုံစံမျိုးကဘယ်လိုပဲဆိုတော့တခြားတနေရာနေပြီးတော့ပြန်လာပြီးတော့တင်ကြားတဲ့အခါကျတော့ အခုကျွန်တော်တို့လက်ရှိအစိုးရအကြောင်းအရာညနေ3နာရီလွှတ်တယ်ပေါ့နော်ညနေ3နာရီလွှတ်တဲ့အခါကျသူများရှိရပြလာတယ်ကျွန်တော်ရှိကို4နာရီလောက်မှရောက်တယ်4နာရီလောက်မှရောက်တဲ့အခါကျတော့ကျွန်တော်တို့ရှိကိုကျွန်တော်တို့ရှိမှာဘယ်လိုပြောရဆိုကလေးတွေရဲ့တင်ကြားတဲ့အနေအထားမှာအချိန်ရအားနည်းတယ်ဆိုရနေနေကတော့ကျမတို့2023ကတော့စတော့ဗျာဒီကောင်နေစက်တာတော့နေပြီးတော့ဆရာမတွေအတွက်ငွေကြေးနေခပ်ပါတယ်လို့ပြောရတာပါပါ